မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ဘုံတရင်ဆောင်ကနေတင်ဆက်ပေးမှာကတော့နေ့80ပြည့်အထိမ်းမက်စည်ရည်ပြအခမ်းအနားတယောက်ရန်နာစကာဥက္ကဋ္ဌရုရှားနိုင်ငံသူစတင်ထွက်ခွာတဲ့တရင်ဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့80ပြည့်အထိမ်းမက်စည်ရည်ပြအခမ်းအနားတယောက်ရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးချုပ်မူကြီးမေအောင်လှိုင်ဟာရုရှားနိုင်ငံသူမီလာခွန်ရဲ့မနက်ပိုင်းကထွက်ခွာသွားကြောင်းသိရပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံတပ်မတော်မစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်မယ်1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်အထိမ်းအမှတ်ဆေးရပြခန်းနာသူတယောက်ရန်အတွက်နာစကာဥက္ကဋ္ဌပူဇော်မှုကြီးမြောင်လိုင်းနှင့်ဇနီးတော်ဂျီဂျူလာဦးဆောင်တဲ့မြမအစင်းမြင့်ကုစလေဖွဲ့ဟာအထူးလေရင်ဖြင့်နေပြည်တော်တပ်မတော်လေးစိတ်မှထွက်ခွာသွားခြင်းဖြစ်ပါသည်ခရီးစဉ်တွင်နာစကာဥက္ကဋ္ဌဟာဆေးရပြခန်းနာနှင့်ဆက်ဆက်ခန်းနာများသို့တက်ရောက်ခြင်းအခမ်းနာသို့တက်ရောက် ကြသူများနဲ့တရားတွေ့ဆုံဆွေးနွေးခြင်းများကိုစောင့်ရက်သွားမှာဖြစ်ပြီးချစ်ကြည်ရေးခရီးစဉ်အတွင်းနှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြားချစ်ကြည်ရေးစီပွားရေးလုံခြုံရေးဆိုင်ရာများနဲ့ကဏ္ဍပေါင်းစုံတွင်မဟာဗျူဟာမြပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များပုံမှုတိုးတက်ခိုင်မအောင်စောင့်ရက်သွားမှာဖြစ်ကြောင်းနတ်စကားမှထုတ်ပြန်ထားပါသည်။အလားတူနတ်စကားဥက္ကဋ္ဌရဲ့ဇနီးဒေါ်ဂျူဂျူလာဟာလည်းရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Marianko နဲ့ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ Russia Federation နိုင်ငံဆိုင်ရာဥက္ကဋ္ဌ Miss Anna Nestorova တို့နဲ့တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်။ဆလာဒင်ဆမေဒရင်ကတော့အာဂဇာနှင့်လူငယ်ရေယာဝန်ကြီးဌာနပြည်တော်စုဝင်ကြီးဂျန်ပန်တော်ထောင်ရန်ကုန်တိုင်းဒေသကြီးအာဂဇာနှင့်ကာယပညာဦးစီးဌာနရှုံသိဖွံ့ဖွဲအခမ်းအနားတက်ရောက်တဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်ကာယပညာဥစည်းထဏာရှုံသေးဖွံ့ဖွဲအခမ်းအနားကို မေလ9ရက်နေ့နရှင်နိုင်ကတောင်ကလာပါမြို့နယ်ရှိပရိသာအာကစားခွေမှကျင်းပရာအာကစားနှင့်လူငယ်ရွေးရာဝန်ကြီးဌာနပြည်အောင်စုဝင်ကြီးချမ်ပန်တော်ထောင်ရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်ကာယပညာကော်မတီနိုင်ကတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးများအက္ကစနှင့်လူငယ်ရေးရာဝင်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများရန်ကုန်တိုင်းဒေသကြီးအက္ကစနှင့်လူငယ်ရေးရာအထောက်အကူပြုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပုံမင်းပိုကမ်ပဏီလီမိတက်မှတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတယောက်ကြားကြောင်းသိရပါသည် အစီအစဉ်အရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးအကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရန်ကုန်တိုင်းဒေသကြီးအကစားနှင့်လူငယ်ရေးရာအထောက်အကူပြုကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးနှင့်ဘုံမင်းဘူခမ်းနီလီမီတာမှတာဝန်ရှိသူများကရန်ကုန်တိုင်းဒေသကြီးအကစားနှင့်ကာယပညာဦးစီးဌာနရုံသေအဖေချုပ်ဖြတ်ဖွင့်လှစ်ပေးပြီး အကစားနှင့်လူငယ်ရွာဝင်စည်းဌာနပြည်အောင်စုဝင်စည်းနှင့်ရန်ကုန်တိုင်းဒေသကြီးအကစားနှင့်ကာယပညာကော်မတီနိုင်ရကတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်တို့ကရန်ကုန်တိုင်းဒေသကြီးအကစားနှင့်ကာယပညာဦးစည်းဌာနရုံသစ်ဆိုင်ပုံအားစက်ကလုံးနှင့်ဖွင့်လှစ်ပေးကကပီးမော်ကွန်အားအမွေးနန်သာရှေးများပတ်ဖြန်းပေးကြကြောင်းသိရပါသည် ်အဒီနောက်ဒုတိယပိုင်းအခမ်းအနားကိုကျင်းပရာပြည်ထောင်စုဝန်ကြီးကအဖွဲ့မှစကားပြောကြားရာတွင်2024-2025ဘဏ္ဍာရေးနှစ်တွင် အလျား80တပေး အနက်59ပေရှိသောတိုင်းရုံသေးကြီးကိုခွင့်ပြုငွေကျပ်တန်း988တန်းဖြင့်ပုံမင်းပိုခံမီလီမီတာကတိဆောက်ခဲ့ပြီးရုံသေးကြီးဖြစ်မြောက်ရေးအတွက်တိုင်းနေသားကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးများအကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများနဲ့အဘဘမဝိုင်းဝန်းပံ့ပိုးပေးကြသူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံအက္ခစားအဖွဲ့ချုပ်များပူးပေါင်းပြီးပြည်내နှင့်တိုင်းဒေသကြီးအက္ခစားပြောင်းလဲများကို2025ခုနှစ်မေလမှစပြီးအော်တိုဗာလာအထိအကစားနေဆလီနီပြိုင်ပွဲအမျိုးအစား15မျိုးကိုရန်ကုန်တိုင်းဒေသကြီးအတွင်းကျင်းပပေးတော်မှာဖြစ်တဲ့အတွက်အဘဘမှာဝါဝံကူညီပံ့ပိုးဆောင်ရွက်ပေးစီလိုပါကြောင်းပြောကြားပါရစေ။ ဆလဘီရန်ကုန်တိုင်းဒေသကြီးအကစားနေကာယပညာကော်မတီနိုင်ရကတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်က အမစကားပြကြရာတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝင်ကြီးချုပ်အနေဖြင့်လည်းအကစားလုပ်ငန်းများကို အမျိုးသားရေးတာဝန်တရအနေနဲ့အထူးအားပေးချီးမြှင့်လျက်ရှိပါကြောင်းအကစားခွင်အကစားရုံများအစင်မြင့်တင်စင်လုပ်ငန်းများကိုလည်းနိုင်ငံတကာအစင်မီအောင်မြင့်တင်ဆောင်ရွက်ရန် နောက်တွင်အိုလံပစ်အခစားပြိုင်ပွဲများလက်ခံကျင်းပနိုင်သည့်အထိရွေပြီးတည်ဆောက်ရန်လိုအပ်ပါကြောင်းအဓိကအခစားကွင်းကြီးအတွင်အခစားနီရှင်မျိုးကိုနိုင်ငံတကာအစီအမီရှင်ပြန်ကျင်းပပေးနိုင်ရေးစနစ်တကျထည့်သွင်းတည်ဆောက်ရမှာဖြစ်ပါကြောင်းအခုလိုဆောင်ရွက်ရခြင်းကရန်ကုန်တိုင်းဒေသကြီးအတွင်ရှိအခစားဖွံ့ဖြိုးတိုးတက်ရေးနဲ့အခစားပြိုင်ပွဲများဆင်ဆက်မပြတ်ကျင်းပဆောင်ရွက်သွားရန်အထွတ်ဖြစ်ပါကြောင်းပြောကြားပါရစေ အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအက္ကစားနေကာယပညာကော်မတီရုပ်ကထာတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေရောက်မှ အခမ်းအနားသို့တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့အားအထင်အမှတ်လက်ဆောင်ပစ္စည်းများပေးရပြီး ရခိုတိုင်းဒေသကြီးအာကစားနှင့်ကာယပညာဦးစီးဌာနရုံသေအားတိဆောက်တဲ့ဘုံမင်းဘူကမ္ပဏီလီမိတက်မှစာရွက်စာရမ်းများလွှဲပြောင်းပေးရရောရခိုတိုင်းဒေသကြီးအာကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်မင်းတက်မှလက်ခံကြောင်းသိရပါတယ်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ဘရာဇီးမှငလင်ဘေးအကူအညီများရောက်ရှိတဲ့သတင်းဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာမန္တလေးငလင်ပေပြည်နယ်ထထောင်ရေးလုပ်ငန်းများအတွက်လှူဒန်းတဲ့အကူအညီတွေမေလ6ရက်ညပိုင်းကရန်ကုန်လေးစိတ်ကိုရောက်ရှိလာကြောင်းသိရပါဗျ။ငါးတသမ8နှစ်တန်တင်ဆောင်လာတဲ့ Korean Air လေးကြောင်းလိုက်မှာ Airbus နေရင်အတွင်းကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေအာဟာရပြည့်အစားအစာကြောက်တွေရေတန်းဆက်73ပုံးပါဝင်လာကြောင်းသိရပါဗျ။ မေလ6ရက်နေ့နေ့ပိုင်းမှာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့လူခွေပြန်ဝန်ကြီးဌာနတို့မှတာဝန်ရှိသူတွေကမြန်မာနိုင်ငံဆိုင်ရာဘရာဇီးသံမတ်ကြီး Gustavo Roches de Menezes နဲ့ဒုတိယကောင်စီဝင် Lincoln San NRC ဘရာတို့ထံမှရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိတ်မှလွှဲပြောင်းလက်ခံကြောင်းသိရပါဗျာ။ အစပရောက်ရှိလာတဲ့ပစ္စည်းတွေကိုငလင်တန်တင့်ဒေတာတွေထံရန်ကုန်တိုင်းဒေတာကြီးအစိုးရဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ဆက်လက်ပို့ဆောင်သွားမယ်လို့သိရပါဗျာ။ အလားတူမန္တလေးငလင်ပြည်အတွက် VNN တန်ရုံမှတဆင် Miss Grand International 2022ဦးဆောင်တဲ့ Brighter ဖွဲ့ကထောက်ပံ့တဲ့ငါတတာနွမ်းနုချင်းအောင်စုစုပေါင်း3.5တန်းနဲ့ဟနွိုင်းမြို့ရှိ Venezuela တန်ရုံကထောက်ပံ့တဲ့စားဖြော်ရေးခောက်ဆွဲကြောင်းဇေဝါစားတဲ့ကတ်တူပုံ3.26တန်းရောက်ရှိလာကြောင်းလည်းသိရပါဗျာ ဒါအပြင်မြန်မာပြည်ပြည်ဆိုင်ရာစိတ်ကမ်း MIP ကို BNN နိုင်ငံကထောက်ပံ့တဲ့နွမ်းနုစလေးတန်ရောက်ရှိခဲ့ပြီးအစုပါထောက်ပံ့ရေးပစ္စည်းတွေကိုငလင်ဘေးသင့်ပြည်သူတွေထံအမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။